အားလုံးကြည့်ကြတဲ့အတိုင်းပါပဲဒီ logo က Apple ရဲ့ logo ပါဒါပေမဲ့ Apple ရဲ့ဒီလိုမျိုးခင့်မိတဲ့ logo ပုံစံမရောက်ခင်က Apple ရဲ့ logo ကဒီပုံစံမဟုတ်ခဲ့ပါဘူး Apple ရဲ့ပထမဦးဆုံး logo ပုံစံကဘလိုမျိုးလဲဆိုလို့ရှိရင် သိပ္ပပညာရှိစာအိုက်ဆက်နျူတန်ကပန်းသီးပင်အောက်မှာစာဖက်နေတဲ့ပုံပဲဖြစ်ပါတယ်ဒီပုံဘေးပပက်လဲပါဆိုလို့ရှိရင်လည်း Apple Computer Go ဆိုတဲ့စာသားကြီးနဲ့လုံးဝပေါ့နော်ဟိုဝင်းရံထားတာကိုတွေ့ပါလိမ့်မယ်ဆိုတော့ Apple ရဲ့ပထမဆုံး logo ကဒီပုံစံပဲဖြစ်ပါတယ်ဘာဖြစ်လို့သူတို့ရဲ့ပထမဆုံး logo ကဒီပုံစံဖြစ်နေရတာလဲပေါ့နော်ဆိုတော့ကျွန်တော်ထင်ကားတော့ company name က Apple ဖြစ်တာရဲ့အသိပ္ပပညာရှိစာအိုက်ဆက်နျူတန်တွေ့ရှိခဲ့တဲ့ဒီ dress ဆွဲအပေါ့နော် Buffy ကိုတွေးရှိခဲ့တဲ့နာမည်ကျော် Pandy ပုံမြင်ကိုဂုဏ်ပြုကျင်းတာရဲ့အကြောင်းဖြစ်ပါလေ။ထားပါတာဒီလိုနဲ့နောက်ပိုင်းမှာ Steve Jobs ကဒီလိုကိုဟာခေအောင်ဆန်လို့နဲ့ဤပညာရဲ့ရှေးဆောင်ဖြစ်လို့တဲ့သူတို့ကုမ္ပဏီရဲ့ရည်ရွယ်ချက်နဲ့လုံးဝမအဆက်ဘူးလို့ယူဆခဲ့ပါ။ဒါရီပြင်ဒီလိုကိုကသုံးဆွဲသူတွေကိုစိတ်ပိုင်းဆန်ရဆက်သွယ်မှုပေါ့နော်။ emotional corner တခုကိုမပေးစွဲနိုင်ဘူးဆိုတဲ့အချက်တွေကြောင့်သူတို့ရဲ့ innovative ဖြစ်တဲ့ဤပညာနဲ့ life hack လို့ကိုအစ်တခုလိုအပ်ပြီးဆိုပြီးတော့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒီလိုနဲ့ Apple က Rough Gen Off လို့ခေါ်တဲ့ ဲ့ graphic designer ကြီးကို logo အစ်တစ်ခုဆွဲပေးဖို့အတွက်တာဝန်ပေးခဲ့ပါ Rolf Janhok ကလည်း new plan ကိုဂုဏ်ပြုတဲ့အနေနဲ့ရောအသိပညာရဲ့သင်္ကေတအနေနဲ့ရောရိုးရှင်းတဲ့ fancy ပုံစံကိုလည်းဖန်တီးခဲ့ပါဒါပေမဲ့ထူးခြားတာကသူဖန်တီးလိုက်တဲ့ fancy ပုံ logo ကကြရတဲ့သူကိုထည့်လိုက်ပါဒီချက်ကဗျာဘယ်လိုမျိုးပြောရမလဲဆိုလို့ရှိရင်တော့လောကမှာဗျာပြည့်ရမှာ genius move ဖြစ်တယ်လို့ပြောရမှာပေါ့အပြုလို့လဲဆိုတော့ကွန်ပျူတာနည်းပညာမှာအချက်လက်ယူနစ်ကို BYD bike လို့ခေါ်တယ်ပေါ့နော်နောက်ပြီးတော့ kai ရပေါ့နော် kai ရလဲ bike ပေါ့နော် b i d bike ပေါ့နော် b i d bike နဲ့ b i d bike ကအတန်တော့ချင်းဝတ်တူနေတယ်ဒီဟာကဘာလို့ဆိုလိုတာလဲဆိုတော့ apple ကဒီပညာကုန်ပြီဖြစ်တယ်ဆိုတာပပနဲ့နဲ့နဲ့ရေးခွက်ပြလိုက်တာပေါ့နော်ဒီလိုနဲ့ပဲ apple ကသူတို့ရဲ့ kai ရပါတဲ့ fancy ဘုံလိုကိုပြောင်းလဲပြီးတော့အသုံးပြုခဲ့ပါတယ်ဒီလိုမျိုးကိုပြောင်းလဲပြီးတော့အသုံးပြုတဲ့အခါမှာ rainbow color ပေါ့နော်တက်တက်ရောက်ကားလာတဲ့စတဲ့ပြီးတော့အသုံးပြုခဲ့ပါတယ် ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခေတ်က Apple ရဲ့ထုတ်ကုန်သစ်ဖြစ်တဲ့ Apple 2 computer ရဲ့အကြီးမားဆုံးအားသာချက်က color display ပါဝင်တာပဲဖြစ်ပါတယ်။ဒီအားသာချက်ကိုထင်ရှားအောင်ပြသဖို့တဲ့ Rainbow Color Apple logo ကိုအသုံးပြုပြီးတော့သူတို့ရဲ့ထုတ်ကုန်စွမ်းဆောင်ရည်ဘလောက်မြင့်မားကြောင်းဆိုတာကိုဒါရဲ့ကြီးညာလိုက်တာပေါ့။ Apple ကုမ္ပဏီကတဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှသူတို့ရဲ့ logo ကလည်း Majua ဖြစ်လာခဲ့ပါတယ်။ကောင်းကောင်းကိုယ်သိရှိခုနေမှာ Steve Jobs က iMac နဲ့အတူဒီ Rainbow Color တွေကိုဖယ်ရှားပြီးတော့ ပုံမရိုးရှင်းတဲ့အယောင်တစ်မျိုးတည်းကိုတုံးတဲ့ monochrome logo ကိုပြောင်းလဲပြီးတော့ပွဲထွက်လာခဲ့ပါတယ် This is iMac ဒီကြောင့်ပြန်ပြီးပွဲထက်လာတဲ့အချိန်မှာ Apple ကနောက်ထပ်တန်ဖိုးတစ်ခုကိုလူတွေစီကိုရောင်းချခြင်းခဲ့ပါတယ်။အဲ့ဒီတန်ဖိုးတွေကတော့ကြက်တည်ရှိခြင်းတွေ၊ရိုးရှင်းမှုတွေ၊ Lazarus လို့ခေါ်တဲ့ဇိမ်ငယ်ပစ္စည်းအဆင့်တန်းတစ်ခုကိုပေးစွမ်းခြင်းတာပဲ ဖြစ်ပါတယ်ဒီလိုနဲ့ပဲရှုပ်ထွေးလို့တဲ့ဤပညာတွေရှားပါသူတို့ရဲ့လူကိုယ်ကိုလည်းသူတို့ရဲ့ထုတ်ကုန်တွေလိုပဲရိုးရှင်းအောင်ပြောင်းလဲပြစ်လိုက်ပြီးတော့ပုံမူတန်ဖိုးကြီးတယ်ဆိုတဲ့ခံစားချက်ကပြီးလာခဲ့ပါတယ်ဆိုတော့ဘန်လိုကိုတခုဆိုတာလှပတဲ့ဒီဇိုင်းတစ်ခုပုံရိပ်တစ်ခုတစ်သက်ပဲမဟုတ်ပါဘူး ူကအမတ်တစိတ်တစ်ခုရဲ့ခံယူချက်နဲ့ဇလန်ကိုပူဇော်ပြုပါတယ်။ဒါကြောင့်မို့လို့ကိုမိုင်လုပ်ငန်းတစ်ခုစတင်ပြီးဖြစ်စေရှိပြီးသားလုပ်ငန်းကိုပဲဒီထက်ပိုပြီးကောင်းမွန်အောင်တိုးတက်အောင်လုပ်ဆောင်ပြီးဖြစ်စေကိုရဲ့လူကိုယ်ကိုပြန်ကြည့်ပြီးတော့ဒီလိုမိကုံးလေးတွေပြန်ပေးကြည့်ဖို့လိုပါတယ်။ကိုရဲ့လူကိုယ်ကဘလို့ဇလန်မျိုးကိုပြောပြနေတာလဲဘလို့တန်ဖိုးတွေကိုပေးပြီးတော့ဘလို့ခံစားချက်တွေကိုပေးနေတာလဲဒီမိကုံးလေးတွေကိုပြန်ပေးကြည့်ဖို့လိုအပ်ပါတယ်။တိထားမှာက brand logo တစ်ခုဆိုတာရိုးရှင်းတဲ့ design ပုံရိပ်တစ်ခုတဲ့အများကြီးအများကြီး ပို့ပါတယ်ဆိုတော့ဒီလိုမျိုးစိတ်ဝင်စားကြ brand story တွေကိုစက်တီးရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe ဖို့လိုလို့ကြားလို့ပြပါတယ်ဟုတ်အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်လေးကြပါမယ်အားလုံးကိုကျေးဇူးပါ